မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါလာမယ့်ဇွန်လ26ရက်နေ့ကနေစပြီး Facebook မှာမြန်မာဘာသာစကားကို Unicode နဲ့ Sorgi အလိုလျောက်စာသားပြောင်းလဲပြီးတော့မှာမဟုတ်လို့ဖုန်းထဲမှာဘာသာစကားစက်တင်ကိုပြောင်းလဲသုံးကြဖို့ Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကဇွန်လ23ရက်နေ့မှာကြေညာထားပါတယ် ဖုန်းထဲမှာထည့်ထားတဲ့ဘာသာစကားစက်တင်ကိုမြန်မာဘာသာယူနီကုတ်ကိုမပြောင်းလဲထားဘူးဆိုရင်တော့ Facebook စာမျက်နှာမှာရှိတဲ့အကြောင်းအရာအပြည့်စုံကိုဖတ်ရှုလို့မရနိုင်တာဖြစ်နိုင်တယ်လို့ကိုတင်ထားတဲ့ post တွေကလည်းတခြားသူတွေစီမှာမှန်မှန်ကန်ကန်မပေါ်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မြန်မာဘာသာစကားကိုဇော်ကြည့်နဲ့ထည့်သွင်းထားတဲ့အကောင့်နာမည်တွေဟာလည်းမှန်မှန်ကန်ကန်မပေါ်နိုင်တာတွေရှိနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ဖုန်းထဲမှာဘာသာစကားစက်တင်ကို ပြောင်းလဲကြဖို့တတိပေးထားပြီးဖုန်းကီးဘုတ်ကိုလည်းပြောင်းလဲဖို့နဲ့ ဇော်ဂျီနဲ့ရေးသားထားတဲ့အကောင့်အမည်ကိုပြောင်းလဲဖို့ Facebook ဟဲမှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ရေးသားဖော်ပြထားပါဗျ။မြန်မာနိုင်ငံမှာ Unicode စံစနစ်ကို2019ခုနှစ်တုန်းကစတင်ပြောင်းလဲအသုံးပြုလာတာပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာတရုတ်ကျအုပ်တွေဝင်ရောက်လာတာကြောင့်ဒေသထွက်ကျအုပ်ရောင်းရတာတွေခတ်လာတယ်လို့ဒေသခံတွေကပြောကြပါဗျ။ တရုတ်ကျောက်ဥအလုံး30ပါတကက်ကို19000ရှိပြီးလာရှို့ဒေတာထွက်ကျောက်ဥအလုံး30ပါတကက်ကိုတော့7100ဈေးရှိတာကြောင့်ရောင်းရခက်နေရလို့သိရပါဗျ။တရုတ်ကျောက်ဥကဈေးပေါ်ပြီးပိုရောင်းကောင်းကြောင့်နဲ့ကြောင်မဲကျောက်ဥနဲ့တရုတ်ကျောက်ဥရောရောင်းနိုင်လည်းရှိပြီးဒေတာထွက်ကျောက်ဥကတော့ဈေးကြီးတယ်လို့ဒေတာခန့်မြို့သမီးတယောက်ကပြောပါဗျ။တရုတ်ကျောက်ဥမဝင်ရောက်ခင်ကဒေတာထွက်ကျောက်ဥအလုံး30ပါတကက်ကို7400အထိဈေးရှိခဲ့ပါဗျ။ အခုတရုတ်ကျောက်ဥတွေဝင်လာတာကြောင့်ဒေတာထွက်ကျောက်ဥစည်းတွေလည်းကြာကုန်တယ်လို့သိရပါဗျ။တရုတ်ကျောက်ဥတွေကိုချင်းရွှေဟော်ကနေမှာယူတင်သွင်းတာဖြစ်ပြီးအလုံး30ပါးဆက်နက်ကတ်ရှိတဲ့တဖာကိုကျက်တသိန်းသာရှိပြီးလာရှိုးခြံထွက်ကျောက်ဥစည်းတဖာကိုတော့ကျက်တသိန်း3800ကျက်ကနေကျက်တသိန်း4000ကျားမှရှိနေပါဗျ။လာရှုကနေ MNDA တွေဆုတ်ခွာပြီးတဲ့နောက် MNDA ထိမ့်ချုပ်ရာနယ်စပ်ဂိတ်တွေကနေတရုတ်ကုန်ပစ္စည်းတွေမြန်မာဘက်ကိုအများပြားဝင်ရောက်လာတယ်လို့သိရပါပါရှင်။ မန္တလေးတိုင်းဒေသကြီးမလိုင်မြို့နယ်မှာမီးပြတ်နေတာ၁၀ရက်ကျော်ကြာနေပြီဖြစ်ပြီးလျှက်စစ်မီးမရတာတွေကြောင့်တောက်သုံးရီပြက်လက်တာနဲ့နေထိုင်စားတောက်ရီခက်ခဲနေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ဇွဲတစ်တရင်ပြပို့ထားတာပါရှင်။မန္တလေးတိုင်းဒေသကြီးမိချီလာခရိုင်မလိုင်မြို့နယ်မှာဇွန်လ၃ရက်နေ့ကစလို့တမျိုးလုံးအတိုင်းတာနဲ့လျှက်စစ်မီးပြတ်တောက်နေတာကြောင့်မြို့ပေါ်ရက်ွက်အားလုံးနဲ့ကြီးရွာတွေကဒေသခံတွေတောက်သုံးရီပြက်လက်တာနဲ့နေထိုင်စားတောက်ရီခက်ခဲတွေကြုံနေရတယ်လို့သိရပါဗျ။ ဇွန်လ3ရက်နေ့ကမလိုင်မြို့နယ်ရုံးစီကြီးကျွတ်ရအနီးဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးမလိုင်တောင်သားကိုချိတ်ဆက်ထားတဲ့လက်စစ်တားပေးလိုင်းတွေဖျက်ဆီးသွားခဲ့တာကြောင့်အဲ့ဒီနေ့ကဆလို့လက်စစ်မီမရတာဆယ်ရက်ကျော်ကြာသွားပြီလို့မြို့ကန်တွေကပြောပါတယ်အခုမီးပြတ်တာကတော့မလိုင်မှာတော်တော်ဆိုးနေတာပေါ့နော်အဲ့တော့ဆိုတော့ဒီတမျိုးလုံးအတိုင်းတာနဲ့ပြက်တာဆိုတော့ကြတော့အော်ဒီအိမ်တိုင်းမှာတော့အခက်အခဲတွေအများကြီးဖြစ်နေတာပေါ့နော်မြို့ပေါ်မှာရှိတဲ့ရက်ွက်တွေအလုံး ဟိုပြတ်တာပေါ့နော်ကျွန်တော်တို့ဒီရက်ကွက်ကလည်းအာဒါမျိုးပေါ်ပါပဲဆိုတော့အမီကတော့ပြတ်တာပဲအခက်ခဲကတော့ဗကြိုတင်စူဆောင်းထားတဲ့လူမျိုးရှိတော့ကြတော့အခုမလိုက်မှလည်းမိုးရီကတော့ရှောက်ရွာနေတာဆိုတော့လေထင်းနေဆိုလို့ရှိရင်လည်းထင်းနေဆိုကုန်လို့အလိုထင်းပြီးထင်းနဲ့ချရတာတွေရောပြီးလို့ရှိရင်မီးသွေးတွေလည်းဝယ်ပြီးတော့ လိုချက်တာပေါ့နော်အရင်ထက်တော့ပိုပြီးတော့အလုံးရှုပ်သွားပေါ့နော်ဒီမီးပြတ်တော့ကြတော့ချက်ပြုတ်တာကလည်းတော်တော်ခက်ခဲဖြစ်တယ်ရေချိုးတာဘာညာတောက်ရေသုံးရေပေါ့နော်အဲ့ဒါလည်းတော်တော်အဆင်မပြေဖြစ်တယ်ဟုတ်အသက်ကြီးဝယ်ဟိုတွေကလေးငယ်တွေညာဘက်တွေအိမ်မပြောတာတွေဒါမှတ်လိုက်ဆိုတာလည်းအညာပဲလीအညာဆိုတာပူလာဆိုတော့ဒီအပူတန်းခမ်းတာပေါ့နော်အဲ့တော့ရိုလာထက်ပို့ပြီးတော့ပင်ပန်းတဲ့အခြေအနေတွေပေါ့နော်ဒါလျှက်စင်ပြီးမရတဲ့အခြေအနေတွေကြောင့်အဲကြောင့်အဓိကတော့လျှက်စင်ပြီးပြန်ရအောင်လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ခင်ဗျာ မလိုင်မြို့နယ် EPC ရုံးကတော့၃ရက်လောက်မီးပြတ်မယ်လို့ကြေညာထားပေမဲ့မီးမလာတာ၁၀နီးပါးရှိသွားပြီလို့မလိုင်မြို့နယ်အမှတ်၃ရပ်ကွက်မှာနေထိုင်သူတယောက်ကပြောပါဗျ။မလိုင်မြို့ပေါ်ရှိအမှတ်၁အမှတ်၃အမှတ်၄အမှတ်၅ရပ်ကွက်ရေစင်မာကစီးပွားကံရပ်ကွက်ပန်းအိုင်ထထော်စတဲ့ကျွော်တွေမှာလက်ရှိမီးမရတာကြောင့်ဖုန်းနဲ့ internal line ဆက်သွယ်ရေးတွေအခက်အခဲရှိနေတယ်လို့ဆိုပါတယ်။လက်ရှိမလိုင်မြို့နယ်အတွင်းရေပြက်လက်တဲ့အိမ်တွေကိုစီပင်ကနေမိသားကနေရေပေးဝင်နေပြီးစီပင်ကားတစ်ခါခေါ်ရင် ကျပ်သုံးသန်း9000အထိပေးရတယ်လို့ဆိုပါတယ်။ဒေသခံကိုစား DPP သတင်းထောက်ကပြောပြပေးမှာပါ။ကျမတို့မျိုးကမီးပြက်ပြီဆိုတာနဲ့အဓိကဒုက္ခရောက်ရတာကရေပေါ့။စီပင်ကနေတွေ့ရတာဆိုတော့မီးမလာရင်ရေမလာတော့ဘူး။ရေရင်းရှိတဲ့အိမ်ကလည်းရှားတယ်။စီပင်ရေကိုပဲအားကိုးနေရတာလေ။တောက်ရည်တအားခက်ခဲလို့ဗလငါးတန်းအတင်းကကားနဲ့ရေတွေလိုက်ဝေပေးနေရတာလေ မိပြက်တာကမလိုင်းကိုဆက်သွယ်ထားတဲ့ကျိုးတွေပြက်ကျသွားတယ်လို့သတင်းတွေကြားထားတယ်။တော်လိုင်းရေးသမားတွေစိုးမိုးထားလို့စစ်တပ်ရော EPC ရောသွားမပြင်ရဘူးလို့လည်းပြောနေကြတယ်။ EPC ကတော့၃ရက်လောက်ပြက်မယ်လို့ကြေညာတယ်လေ။အခုကတော့တစ်လလောက်ဆိုပြီးလဲကြားနေရပြန်ကုန်။လူမှုဒုက္ခတွေကပို့ပို့ကြက်တဲနေတာဆိုတော့လျှက်စစ်မီပြန်ရဖို့အားစိုက်စီနေတာပါပဲမိမလာတော့မိသွေးထင်းနေတော့ရတယ်ချိုးရည်ဆိုလဲကုသိုလ်လုပ်တဲ့အိမ်ကိုတွားချိုးရတာပေါ့နော် ဖုံးအားသွင်းတာကိုအစမီးဆက်နှိုးပေးတဲ့အိမ်ကိုပဲအားကိုးနေရတာမလိုင်မြို့နယ်ဟာတော်လိုင်းရေးအကောင့်နဲ့တောင်တာနထိုးကြီးစတဲ့မြို့နယ်တွေနဲ့နန်းနမဲချင်းထိစပ်နေပြီးမလိုင်မြို့ပြင်ကျွော်ရီမှာ နေစဉ်လိုလိုလက်နက်ပစ်ခတ်တန်တွေလေရင်တန်တွေပောက်ကွဲတန်တွေကြားရတယ်လို့ဒေသခံတွေကပြောပါတယ်။ဇွန်လ17ရက်နေ့ကလည်းမလိုင်မြို့နယ်ရှိပန်းအရွာကို PDF တွေဝင်ရောက်စီးနင်းခဲ့ပြီးစစ်တပ်ထောက်ခံသူတရအသက်ခံရကလေးယောက်ဖမ်းဆီးခံရကြောင်းဒေသခံတွေစီကနေသိရပါတယ်။ နှစ်စဉ်နယုံလာပြည့်နှစ်ရောက်တိုင်းကျင်းပလေးရှိတဲ့မလိုင်ပန်းအဖျားပွဲကိုလည်းဝါဆိုလာဇန်နှစ်ရက်နေ့အထိရက်ရွှေ့ထားရလို့သိရပါဗျ။ကျွန်တော်ဇွဲတစ်ပါ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ဝန်ဒီပါ